့ပါဏာတိပါဒအရာကပါဏာတိပါဒဆိုတာသူ့တက်ဆိုတာထအောင်တော့လူနဲ့အရေးကြီးတယ်ဆိုလိုက်တဲ့အခါသမျိုးချယူလာတဲ့အယူအမြင်ကွာချနေတယ်မကြင်ညာလူဟုတ်ကဲ့အဲ့ဒါကတော့ပွားများယူရလိမ့်မယ်ကြာပွားများယူရလိမ့်မယ်ဆိုတာကအရှင်းအရှင်းလို့ပြတဲ့အရာကိုပါဠိလိုခေါ်ရင်ဘာဝနာလို့ဘယ်လိုခေါ်ရမလဲဗျာဘာဝနာပွားအရှင်းအရှင်းလို့ပြတာကသီလလည်းအရှင်းပါလေ ဒါနလည်းအကျင့်ပါပဲဟုတ်လားဗျာတမာတိလည်းပဲအကျင့်ပါပဲပညာလည်းပဲအကျင့်ပါဟုတ်လားဗျာမှန်ပါတယ်အဲ့တော့သီလဟာအကျင့်မဟုတ်ဘူးလည်းပြောလို့မဖြစ်ဘူးဘာဝနာဟာအကျင့်မဟုတ်ဘူးလည်းပြောလို့မဖြစ်ဘူးဒီဒါနဟာအကျင့်မဟုတ်ဘူးလည်းပြောလို့မဖြစ်ဘူးလို့ပြောပြောမှာဟုတ်လားဗျာဒါနသီလဘာဝနာလို့ပြောတာကြီးအကျင့်မှာအကျင့်အဲ့ဒီအကျင့်အကျင့်လို့ဆိုရဲဘာဝနာတရားတွေဟာတကယ်ကတော့သတ္တနတရားရဲ့ဘောင်းအကျင့်များဟုတ်လားဗျာမှန်ပါတယ် အလုံးလုံးတယ်အလုံးလုံးတယ်လို့ဆိုတာကိုကကောင်းတယ်လို့ခြင်းနဲ့ပေါင်ခြင်းနဲ့ကနေမှလောက်ကြရတာဟုတ်လားဗျာမှန်ပါတယ်အဲ့တော့အမြင်ကရှိအလုတ်ကနောက်ဘာမှမဟုတ်အတိကရှိအလုတ်ကနောက်ဇေယောမှာမှာလားဗျာအတိကဆက်မှတ်ထားတဲ့ပေါင်ခြင်းနဲ့ကနေပဲအလုံးလုံးရတာဟုတ်လားဗျာမှန်ပါတယ်အဲ့တော့အလုံးလုံးတာကအတိပေါင်ကိုမကြောက်ပါဘူးဟုတ်လားဗျာမှန်ပါအတိပေါင်ကိုမကြောက်ဘူးဆိုတော့အတိကဘာတော့အတိကနာတို့ဒသနာလို့ဆိုတာဟာဘုရားပါဟောလေ ။ဒါဟောလေဆိုတော့ဝေးလူတွေဟာလူတယောက်ပေါ်လူတယောက်ကနေပြီးတကလား။မဟုတ်တော့ဟာအပြုမှုကိုပြောဆိုအနေထိုင်လို့ဟာ။ဒါတော့ဆိုဒုက္ခပဲကွာလေ။တကယ်တို့သိနေကြပြီဆိုတာကြာ။သိရပါပြီ။အဲအဲ့ဒီလိုမျိုးတွေဖြစ်ချင်အောင်သူ့မှာတခါတည်းတဏှာတွေကိုလွတ်ထားတယ်ကွာ။ဒေါသတွေကိုလွတ်ထားတယ်ကွာ။အဲ့ဒါဟာတမှုတရားပဲကွာ။ဟောအမြန်မပြောဘူးလားကွာ။ဟုတ်ပါ အဲဒါရီမင်းတို့ငြိမ်းသွားကြလို့ဆိုတော့ပြန်ဟန်ကြတာပဲစီးကြည့်တော့ဒါမပြောတာကိုမပြောဘူးလားကြာရှင်းပါဘာဒါရီမင်းအောင်တဲ့မင်းတို့ဘယ်လိုတွေလေးပညာဟာလဲလေ့ကျင့်ကြရမှားလို့ဆိုတာတော့ခင်ဗျားတို့မပြဘူးလားကြာပြပါဘောဒုက္ခတမှုတရားမျောတာမက်ကဆိုတော့လေ့ကျက်ပြတာကြာပြပါအဲဒီလေ့ကျက်ဘောင်ရဲ့အတွင်းထဲကနေပြီးခင်ဗျားတို့ကကျင့်ကျင့်သီလကျင့်လဲအဲ့ထက်ရကျင့်ပါဒါနကျင့်လဲအဲ့ထက်ရကျင့်ပါသမာဓိကျင့်လဲအဲ့ထက်ရကျင့်ပါပညာကျင့်လဲအဲ့ထက်ရကျင့်ပါဒီဘောင်အတွင်းထဲကနေကျင့်ပါနော် ဟုတ်လားဗျာမှန်ပါအဲ့ဒီဘောင်တွင်နဲ့ကြည့်ရမှာဆိုတော့အဲ့ဒီဇတနာနင်ကြည့်ရသီလကသူ့အတ္တမတနဲ့လို့ပြောတယ်အတ္တကအများကြီးလို့ဘုဘသူကဒီသူ့တင်နေလဲအတ္တနဲ့ပဲဆရာတော်ကြီးတပါးပြောဆိုပဲအဲ့လိုအမေရာကတော့တက်တက်လွတ်တယ်ကွာလို့ပြောဘောဆိုသူကတေးပြီးသားလို့ပြောမေရာထဲမှာအတ္တမရှိဘူးပဲရုပ်တော်မင်းတို့သွားမပြုတ်ချာချာနဲ့ဆိုတော့အဲ့ဒါမင်းတို့တက်တက်မလို့ပူပြလို့ပြောတယ်။ဘောင်းမင်းကြီးတာတိုက်လိုက်ရင်ပေါ့ဦးမှာတဲ့။ तू အတက်ရှိသေးတယ်တဲ့။ ကျကျတော့ဤတစ်ပါးအဲ့ဒီနဲ့တော့ပြောတယ်လို့ဟုတ်ကဲ့အတက်ကလည်းအမျိုးမျိုးလို့ပုံစံပေါ့လားမှန်ပါပုံစံမျိုးမျိုးကြည့်တော့တစ်ပင်တောင်ကြည့်တော့မတရမယ်ပုံစံမျိုးကြီးတဲ့ပေါ့လားဘာနာတိပါဒအတက်ကိုမတရဘူးလို့ဆိုတော့ပေါ့ကအဲ့တော့အဲ့ဒီလိုမျိုးထူတာမဟုတ်ဘူးလို့ဆိုတာကိုကြည့်တော့ပြောရပါမယ်ဟုတ်လားကွာမှန်ပါအဲ့တော့ကိုဘောင်ရတယ်လို့ခြိုက်ဟာလူချင်းလူပေါ်မှာမတရားဆရာမမျှတတဲ့ဟာလေဒုက္ခလို့ပြောတာဆရာမျှတတဲ့ဟာတွေကိုမကလို့ပြောတာဟုတ်လားကွာမှန်ပါ အဲ့တော့တရားမမျှတာတဲ့လူချင်းလူအပေါ်မှာတရားမမျှတာတဲ့ဟာတွေလို့ဆိုတော့သူတို့ကဟာမတရားဘူးမတရားဘာမတရားမှာလူချင်းလူမတရားမခိုးရဘူးမခိုးဟာဘာမခိုးတော့လူချင်းလူမခိုးอ่ะဒါအလို့လျောက်ဟိုဘက်ကနေလိုက်လာတဲ့အရာနဲ့တိရမယ်ခေါ်လာတာဗျာသဒ္ဒနာကလိုက်လာတဲ့အရာနဲ့ဘာဝနာရဲ့အနက်ကိုတိရမယ်လို့သူတို့ဆိုလိုတာပေါ့နော်ဟုတ်ပါဘူးဒါကြောင့်မို့လို့လူအပြင်ဘက်ကဟာတွေကြတော့ဘယ်နဲ့တော့တရားမှာလားဟုတ်လားဟုတ်ပါဘူးတရားမှာလားလို့မျိုးတော့သူကပြောတယ် ဘုရားကညီမတိုင်နဲ့ညီနှက်ခဲ့လားလို့ပြောတော့မေးညီနှက်ခဲ့ညီညမောင်မိခဲမတိုင်လေးနဲ့မိခဲမမင်းလေးနဲ့လို့မပြညဘူးမဟုတ်လားညီညမောင်တပြညဘူးဆိုရင်တက်တက်မြင်နေပါဒီခဲကြိုင်နေကြဟုတ်လားဟုတ်လားကြာကောင်းမလားကြာလေးဆိုတော့ညီမမောင်ဟမ်တကယ်လို့မကြိုက်မရှိလို့ကြားရရဆိုတော့လေညက်ကလေးပါလေးနဲ့ပေါင်းမှာပေါ့ဗျာဒါဟုတ်လားသူလူတာကတော့ဘုရားမကြီးညက်တာနဲ့ပဲစောက်လုံနေတယ်ဆိုတော့ကောင်းမှာမတော်ဘူးညာနော် သူမကြီးမတိုင်းတာလျှောက်လုံနေရမယ်ဆိုရင်ငါတော့ဟိုတောင်ကြီးတွေမလိမ့်နဲ့လို့ဖះပြောတာဒီတောင်ကြီးခေါင်းနဲ့မတိုက်လို့လေဖះပြင်းရထွက်တာကပြင်းရပါအမတိုင်းနဲ့လို့မှမပြင်းရပဲခွာတိုက်ခြင်းတိုင်းမှာပဲသူသွားတိုက်ပြင်းလို့ဒါနော်ဘယ်လိုတော့လဲဘယ်ကောင်းမှမလို့မပြင်းရဘူးဆိုတာဘာမှပြောကြာမလို့ဘူးတိုက်တယ်လို့တောက်ရပါပဲမတိုက်ဘဲနဲ့ကြောင်းတိုင်းနဲ့ကြောင်းအောင်ပါပဲဘယ်လိုပေါ့ဗျာနော်မှန်ပါအခုလည်းလေဒီအကောင်ကလောင်နေစရာဟာဖះကမတတ်နဲ့လက်ပြင်းပြင်းရဘူးတတ်လည်းမပြင်းရဘူးလုံးတင်တာလောပါဒါပဲဟုတ်လားဗျာမှန်ပါဒါဆရာလေဒီပိုးကြီးကြနေတယ် ပူရီကြနေတာဟာငါတော့ပြင်ဒါကြီးတော့တက်ကြည့်မဟုတ်နဲ့နေလို့ဖြစ်နေတာခင်ဗျားတော့ဒါစပတ်တစ်စိမ့်မှရမှာမဟုတ်ဘူးဒီတော့ရှုံးပါတယ်ဟုတ်လားအဲ့ဒါကြီးတော့ယုံကြည်တယ်ခင်ဗျားဒီညာဒါကတည်းကလဲဆိုလိုက်တော့ဒီတော့ဖြင်းဒီတော့ဘာဖြင်းနိုင်မှာအဖေကကောင်းကောင်းမရသေးလို့ဟုတ်လားအေးအဲ့ဒါမှာနည်းနည်းကလေးကိုကတွေးကြတယ်ဘယ်လိုတွေးကြရှိလဲဆိုတော့ရှင်းတာကတို့တို့ဒီတော့ဟာဗုဒ္ဓဘာသာကဟင်းကြီးလို့နည်းနည်းမျှော်သွားတယ်အကြီးစားကြည့်တယ်မှန်ပါ ဟိန္ဒူနဲ့ဗုဒ္ဓဘာသာကလည်းပဲအတော်ကြီးကိုတိုက်ခဲတနေရာတဲကနေထွက်လာတယ်ပြီးပြီတယ်အတော်ကြီးကိုလည်းပဲပူးလို့ရာကောင်းတယ်လို့ပြောကြတယ်ကဟုတ်လားဘယ်လိုကြီးလို့ရာကောင်းလဲဆိုရင်ဟိန္ဒူတွေကလောကကိုမြင်တာတစ်မျိုးဗုဒ္ဓဘာသာက လောကကိုမြင်တာတစ်မျိုးဟုတ်လားကဗုဒ္ဓဘာသာကလောကကိုမြင်တာကခေါင်းကြီးလူအပေါ်မှာရင်လေမြင်လူတွေမဟုတ်တရားလောက်တာလည်းရှိတယ်မဟုတ်တရားလောက်တဲ့အတွက်မကောင်းတရားဖြစ်တာလည်းရှိတယ် တကယ်လို့မဟုတ်ဒီဥတွေကိုပြင်ပြီးတကလားအဟုတ်အဟတ်တွေလောက်ကြရင်လည်းဒီလိုကလုံးနိုင်တယ်မဟုတ်လားလုံးနိုင်ပါ့မယ်အဲ့ဒီလိုပြင်ရရင်အဲ့ဒီလိုမှအကောင်းအမွန်တွေလည်းဖြစ်တယ်ဟုတ်လားမဟုတ်ဒီဥလောက်တာလည်းဒီလိုမကောင်းတရားဖြစ်တာလည်းဒီချားရတာလည်းဒီလိုအဟုတ်အဟတ်လောက်တာလည်းဒီလိုအကောင်းအမွန်တွေဖြစ်တာလည်းဒီကြာဒီအဖက်လေးချက်ကိုဒီလူပေါ်မှာပြောကြတာနော်ဟုတ်နော်အဲ့တော့ဒီလူပေါ်မှာဒီအဖက်လေးချက်ပြောကြတာကိုဒီအဖက်လေးချက်ထဲကိုဒီလူကညောနေရတာလို့ကလည်းကြောင်းမြန်တာလို့မြင်သွားနိုင်သေးတယ်ကြာ ဟုတ်လားမှန်ပါဘုရားဘာသူတန်တရားရည်ရင်ရောကြီးတာဒါကဘယ်ကိုနားနဲ့မခံကြားပြီးတော့ဟုတ်ပါဘုရားတို့တန်တရားရည်ရင်ရောကြီးတဲ့ညောနေကြတာဟုတ်လားအဲ့ဒီတန်တရားရည်ရင်ရောကြီးတဲ့မှာတို့ကညောနေရတာလားဒုကိုရောမှာတန်တရားရည်ရင်ရောကြီးကညောနေတာလားတန်တရားရည်ရင်ရောကြီးတဲ့တို့ကညောနေရတာဒီအဲ့ဒီတန်တရားကြီးကဘယ်လိုကြီးညာအချိန်နောက်ကြီးညာလား ။တောင်မြောက်ရှိနေတာလား။အထက်အောက်ရှိနေတာလား။မေးဖို့မကောင်းတော့ဘူး။ကောင်းပါရဲ့။အဲ့ဒါကြီးကသူ့ဘာသူဆွေးနေပြီးသားကြီးဒီကောင်းကြီး။တရားဝင်ကြီးကြီးလို့ပေါ့ဗျာ။ငါ့ဘာမကောင်းဘူး။ပြီး။ဒီထဲမှာတင်းတုံနေလို့၊ဓာတ်တွေနဲ့ရေမောင်နေလို့ညောနေကြ။အဲ့ဒီလိုမျိုးတို့တို့လည်းညောနေရတာတူ။အညောခံရတဲ့ဒီကြီးကြီးဟာပြီးမြတ်တော့။ဘယ်နဲ့ဘယ်နဲ့တော့ပြေလောက်လား၊တောင်မြောက်လား၊ထက်အောက်လား။ကြည့်ပါလား။ဘယ်လိုလဲလဲကြည့်တာမဟုတ်ဘူး။ပူမျိုးစရာပစ္စည်းကြီးလည်းပဲတကယ်မတွေ့ရပဲနဲ့ အဲ့ဒါကြီးထဲမှာတို့တို့ကမျောနေပါတယ်လို့ပြတာကိုစပြားသားမှမချော့နိုင်အောင်ပြောနေတယ်ပြတာဒါကြီးကတော့အငင်းတောင်လုံးရပြောက်လာကြပါကြာအဲ့တော့တို့တို့ကဟာတို့တန်မြာရင်ရောကြီးရဲ့မျောနေတာလို့ပြတာတို့မသိပဲနဲ့ပြောတာတန်မြာရင်ရောကြီးလက်ကိုတို့တကယ်မျောနေတာဟုတ်ကလားတန်မြာဆိုတာပါတော့ဒုက္ခဘောမှာတံပြာကလဲနေတာလားဒုက္ခတံပြာလည်းလဲနေရတာလားမိဘမကောင်းတာကောင်းပါတယ်တကယ်တမ်းကတော့ဘုဒ္ဓဘာသာအမြင်က လူထဲမှာတန်ရာကလာလို့ဟုတ်နော်။ဟင်းသူတွေရဲ့အမြင်ကတော့တန်ရာထဲမှာလူကသွားလဲနေပါတယ်။ကြောက်ကြောင်ကြောက်လား။ကြောက်ရအောင်။ဘာလို့ဆိုတော့ခွေးကြည့်လိုက်၊ငါးကြည့်လိုက်၊ကြဲကြည့်လိုက်၊ဝက်ကြည့်လိုက်၊နှက်ကြည့်လိုက်အကုန်လုံးစောင့်ပြီးကလာကတော့အကျုံတန်းစမတင်ဆုံးမနေဘူး။ဟင်းသူတွေရဲ့အယူအဆအဲ့လိုမျိုးနဲ့ကြိုးရအောင်။ဟုတ်လား။မှန်ပါတယ်။သူတို့ကတော့မဟုတ်ဘူး။ပြားဟောခဲ့တာကတော့လူလူထဲမှာတော့ဒီလိုဒါပြလိုက် ဒီကိလေသာကမပြတ်သနဲ့နေတော့ယဉ်သွားလို့မလို့ကံရောက်သွားလိုက်ဒီကံကနေပြီးတော့မပြတ်သနဲ့ယဉ်သွားလို့ဝိသက်ဖြစ်သွားလိုက်ဒီဝိသက်ကမထော်တဲ့တဲနေကိလေသာနဲ့မမလာသေးတဲ့အတွက်မပြတ်သေးတဲ့အတွက်သူကနေပြီးတော့တခါကိလေသာပေါက်လိုက်ကိလေသာကကံပြစ်လိုက်ကံကဝိသက်ပြစ်လိုက်ဝိသက်ကကိလေသာပြစ်လိုက်မယ်ငယ်ဘူးလားငယ်ပါရင်အဲ့တော့လူတဲမှာတန်လျာလဲတာကြည့်လို့အားကြမှာကြမတွေ့နဲ့တွေ့ပါလူတွေမှာတန်မြာလဲတာတွေ့ရလိမ့်ချင်းတန်မြာတွေမှာလူလဲတယ်လို့ပြောတယ်ဒီလူတွေပြောတာဟာက စကားပြလဲဆိုတာပြင်စားဘူးလားရောင်းနေပါပါဟုတ်လားသူတို့ကအဲ့ဒီလိုတင်စားနေတယ်။တန်မြာတဲမှာလူကလဲနေတယ်လို့ပြောတယ်။စတောင်းလုံးကလည်းကျင်းနေသေးတာပါဗျာ။ကျင်းနေကြလား။သူတို့ကဘာဖြစ်လဲ။အခုနွားဖြစ်တယ်ဆိုလည်းဒီနွားကတေတိလူကဖြစ်နေသေးတာပဲ။ဟုတ်လား။မှန်ပါဘူး။ဒီလူကနေအခုတေတိနောက်တခါတည်းအောင်ချင်းကောင်းကလေးရင်ကောင်းကလေးဖြစ်ရလို့သွားဖြစ်နေသေးတာပဲ။အဲ့တော့သူတို့ကချင်းကောင်းတဲ့လူနဲ့ကလည်းပဲအရင်ချင်းကတည်းကလူကလည်းချင်းကောင်းဖြစ်နေတယ်ချင်းကောင်းလည်းလူဖြစ်နေတယ်ဆိုတော့ อะดูดูเปี่ยวเลยล่ะครับอืมอ่ะเออลูตะเห็นชิงกองตัดตาเนี่ยอะดูดูบ่หลูตรัวเอาไล่တော့ลูตัดตาเนี่ยชิงกองตัดตาอะดูดูบานาปิปัสไถ่เจอผู้ดีนี่ก็จ๋าครับလူထဲမှာတန်မြာလဲနေတယ်တန်နေတယ်တန်မြာလဲနေတယ်လို့ယူတဲ့သူကတော့ခုနပြောသလိုမျိုးအကြီးချင်းချင်းပြူနိုင်မှာမဟုတ်ပါဘူးဟုတ်လားပြူနိုင်မှာ တန်တရာထဲမှာလူကလဲနေတာလို့ခြေငါတော့ဒီအကောင်နေမကားဘူးခုအကောင်နေဖြစ်နေတော့ဟိုအကောင်နေလည်းဒီအကောင်နာဖြစ်နေတယ်လို့ဆိုတော့အတူတူဖြစ်နေတာဟုတ်လားဒါကြောင့်ရှင်ကောင်တတ်တယ်နေရှင်ကောင်တတ်တတ်တာအတူတူဖြစ်တာလို့ဟုတ်လားအဲ့တော့တကယ့်ဗုဒ္ဓသဒ္ဒနာဗုဒ္ဓရဲ့အမြင်ရှိရှိအရာဖြစ်ရင်ဘူတတ်တာဘာနာတိဘာလို့ဒါအပိဒါပြောမှာဟုတ်လားဗျာသဒ္ဒနာနဲ့စုပ်တင်ပြီးပြောတဲ့စကားကြီးဟုတ်လားဗျာ ကိုဒီစတဲ့ဆိုတဲ့ဟာကြောင်းကျင်းရမယ့်ဟာကိုတွင့်နေကျင့်နေဆိုတဲ့အပြင်ဟာအခုနကပြောခဲ့တဲ့ဟာနဲ့တုတ်တူကျင့်ရမှာမဟုတ်လားဗျာမှန်ပါဘူးအဲ့တော့အဲ့ဒီလိုမျိုးကလေးဓာတကကူးတက်မှုတွေကြောင့်မှားသွားခံရလို့တို့ဘာနာတိပတ်ဆိုတာဟာအကောင်းဘလောင်နေရှိဇီလိတာပါလေအဲ့ဒီလိုမျိုးကလေးဖတ်တာပါဗျာနော်တကယ်ကြတော့ဆိုရင်ပါဏာတိပတ်ကိုအကောင်းပလောင်နေစွာတိငယ်ကြီးပြည်ပြီးတခါလာရီဖို့ရမဟုတ်ဘူးလို့ဟုတ်လားပြီးတော့ကတိရသာမင်းချက်ထင် အများတည်းကဘုံမြေတော်မှာမျိုးသီးအသက်ရှိတယ်ဆိုလို့ကပ်ပြန်တော်ပြီလေးပြီးတာဟုတ်ကဲ့ဒီလိုလာတော့တကြီးတော်ကမဖြေရှင်းနိုင်ဘူးဗျာဟုတ်ပါတယ်အဲ့ဒါကတက်ရှိတယ်တက်ရှိတယ်လို့သင်တဲ့သူတွေရဲ့အထင်မျိုးကိုစိတ်ကမထိခိုက်ရလေအောင်တက်ဟိုလုပ်ပေးကြကွာလို့ဆိုတာမထိုင်တော့ပါကပ်ပြန်တော်ကြီးကဘာမှလို့ဘာလို့မှတ်ဘူးမင်းတို့လုပ်ပေးကြကွာလို့ပြော ငါသားလို့ပြောင်းနေလို့လုပ်ပေးကြဟိလို့ပြောတာသူကတော့ဟိုကျက်ကြီးတကောင်လာမွေးထားပြီးစက်ပြံကြော်ရီဆိုလို့ကျွန်ငါသားပြောင်းနေလို့လိုက်ကြလို့ပြောတာပဲသူကတော့ဒီလိုမျိုးမဖြစ်ဘူးခင်ဗျာဒီလိုမျိုးပြောလို့ဒီကစားနေတာအဆင်ပြေလို့နည်းဒီလိုတော့ကတော့နည်းနည်းကျန်လာလေးဒါဖြစ်ပြီးကြောက်တာပါဗျာဒီအသမာလောကမှာတော့ ဒီအားလုံးကတော့များများဟိုပဲဒီညတော့တော်တော်ကြည့်ကြည့်ရပါတယ်။ဒီတော်တော်ကတော့ဒီဘုရားဟာဒီတော်ဟုတ်ပဲဟောတယ်လေဒီညတော်ကဒီအတက်ပဲနေမှာ။သတ်မှတ်ပါ။တို့တို့သဘောတရားကတော့ဒီတော်တို့ပြောနေတဲ့ဘုရားကတော့ဘုရားကစစ်တာကလင်းကြည့်တော့သဘောဘူးလို့ဒီညတော်ကတက်ပဲနေမှာ။ဒါပေမဲ့ခင်ဗျဒီအားလုံးကတော်တော်များများကတော့ဘာမဟုတ်ဘူး။ဘုရားဟာပုဂ္ဂိုလ်လိုက်ကြည့်ကြည့်တော့ဟောရပါတယ်လို့ဒီလိုရှင်းရတယ်။ဒီလိုပုဂ္ဂိုလ်ကြည့်ဟောတယ်လို့ရှင်းရတယ်။ညာမင်းရဲ့ပုဂ္ဂိုလ်ကိုဒီလိုရှင်းရတယ်။ဒီဘုရားနောက်ဘုရားကလည်းပြည်ပြီးစစ်တာမဖြစ်ပါဘူး။ဟောပါတယ်။ မမြင်ကြတယ်။ဒီလိုနေရတာမဟုတ်ဘူးမဟုတ်ဘူး။ပုဂ္ဂိုလ်မမြင်တဲ့ပုဂ္ဂိုလ်မမြင်ရတော့ရစ်တာတဘုံကိုလည်းအတူနဲ့ကိုပဲဟောမယ်။ဒီလိုဝတ်ဒီလိုမဟုတ်တော့ဘူး။ဒီဒီကတော့တက်တာမှပြောတယ်။ဒါပေမဲ့သူကလည်းကိုးကားတယ်ပေါ့။အဲ့ဒီလိုအနေနဲ့အဲ့ဒါဘုရားဒီတရှိဖြေကြလုံးကပုဂ္ဂိုလ်ကြည့်ပြီးတော့ပုဂ္ဂိုလ်လိုက်မြင်တဲ့ပုဂ္ဂိုလ်ကိုကြည့်ကြည့်ဟုတ်ပဲဒီချက်ဘုရားဒီအမျိုးကိုဟောပါကြလား။ဒီမှာလည်းသူများစုပုံစံမပြီးရပါဗျာ။ဒီလိုအနေနဲ့ဒီလိုတော့ဟောနေမှမဖြစ်ဘူး။ပုဂ္ဂိုလ်လူရင်းလဲလူရဲ့ ့စ်စာနဲ့တိုက်ရင်တော့ပဲဒါမျိုးဆက်ကြပါလိမ့်မယ်လို့မျိုးမျိုးပေါ့ဗျာအဲ့ဒါလည်းဒီရောက်ရှိလို့အောင်ဒီကကတော့အဲ့ဒီအကြောင်းအရာကတော့ကိုချင်းစာပြီးတော့ပဲပြရမယ်လို့ပြောချင်ပါတယ်ဗျာကိုချင်းစာပြီးကြည့်ရင်လည်းပဲဒရိုက်မှန်တဲ့အတွက်မားကြီးအောင်ကြည့်တော့ပါဦးဘယ်လိုလဲလို့ဆိုလို့ရှိရင်အမှန်တကူကိုပြကြည့်နေတဲ့အခါကိုယ့်အောက်ကမေတ္တာကလေးတစ်ငယ်ကလေးတွေပဲဖြစ်ပါတယ် အမှန်တစ်ခုကိုပြကျင်တဲ့အခါအဲ့ဒီအမှန်တစ်ခုကိုပြပြသွားစေနိုင်လောက်တဲ့သူ့လူတွေလူသေးတာပဲဆိုပြီးပြကွက်တဲ့သူမပြတော့ပါဟုတ်လားဗျာအမှန်တစ်ခုကိုပြတဲ့အခါမှာအဲ့ဒီအမှန်တစ်ခုကိုဒုဒုတိရအောင်မကြောက်ကြည့်ရအောင်မပြနိုင်တော့ပါဒီကအောင်ဒီဆွဲသွားတာဒီလောက်ပဲတော့ပါ။အဲ့ဒီအမှန်တစ်ခုကိုပြပြမှန်လောက်အောင်ပြီးတော့ဒါကသူကနေပြီးတော့သူမသိနိုင်သေးလို့ပဲဖြစ်ပြီးတော့လာတယ်။မပြလောက်ပါဘူးလို့ ဟုတ်လားမှန်ပါဗျာဒီတိုင်းဒီတိုင်းအဲ့ဒီသဘောရှိတာပြောတယ်ဗျာမြတ်စွာဘုရားလည်းဆိုအဲ့ဒီပြစ်တာကတော့လက်ခံမှာမဟုတ်ဘူးလို့ဆိုပြောကြမှာတော့ဒါကြောင့်အဲ့ဒီလိုပဲဘဒ္ဒဝါရီတေပြီးနောက်ဖြစ်တယ်လို့ပြာမျိုးတို့မဖြစ်ဘူးလို့ပြာမျိုးတို့ကိုသူမဟုတ်ဘူးလို့လူတိုင်းအကြတိုက်ရိုက်ပြောထားတဲ့စကားကပါပင်မဖြစ်ပြီးတော့အဲ့ဒီစကားကိုတွေးထဲတဲ့စကားဆိုတော့လုံးဝဘုရားရဲ့စကားမဟုတ်ဘူးလို့ဒါမှတ်ထိုက်တယ်လို့ပြောတာတော့ဒါပေမဲ့လို့အဲ့ဒီစကားမျိုးတို့ကိုနားပြီးပြောလာရတယ် ဟုတ်လားဗျာဟုတ်ပါဘူးဗျာအဲ့ဒီလိုပြောလာတော့အဲ့ဒီလိုစကားကြီးအများကြီးပြောလာတာကတော့ပြင်းဘာဖြစ်လို့လဲလို့ဆိုဒီတရားတရားကိုမတိတော့တဲ့ကာလပါရောက်ရောဟုတ်ညာတတိယအရိယပစ္စာရဲ့အစိမ့်နဲ့ကိုမတိတော့တဲ့ကာလရောက်ရောအဲ့ဒီလိုလဲဟုတ်တန်ရပါသေးရဲ့လို့ထင်ပြီးတော့ဒါဖရားကနှိတဲ့သူတွေကိုအဲ့ဒီလိုညှိနှိတဲ့အလျောက်ကဟောပြတာပါလို့ပြောတယ်အစီအစီစကားပြတာပါလို့ပြောကြည့်ပါဒါလည်းနည်းနည်းကလေးတပိုင်းကလေးနဲ့ရှင်းရှင်းပြောအောင် တပိုင်းကလေးနဲ့ကြည်ကြည်ပြောအောင်ကြာမြတ်စွာဘုရားဟာသူဘုရားမရှိခင်ကဘုရားတစ်စစ်နေခါမှာဒီရွေးချက်၃မျိုးချိန်ဝါပြီးတော့ရှင်းတော်လို့ဆိုတာတရားကြီးကြားပူးကြပါတယ်။ဒါရဲပထမချိန်ဝါအချိန်ဝါတဲ့သရတံကလေးကဘုဒ္ဓဘောဓိယံငါတိစ္ဆာတရားပြီးအာလုံးတိစ္ဆာတရားပြီးကြရမယ်ဖြစ်ပြီးသိက္ခာဉာဏ်ပိုင်းဆိုတာဒီချိန်ဝါနောက်တစ်ခုလေးရတာသူကစိန်သောတာရီယံ ငါဒီတန်တရားကြီးကိုကူးမြောက်ပြီးတခါလာတခါတည်းပြင်ချင်လို့ရှိရင်အားလုံးလည်းပဲပြင်ချင်ရမယ်ဆိုတာပြင်ချင်ရပြောနောက်တစ်ချက်တတညာပိုင်းဆိုင်ရမယ်ပြောမဟုတ်တော့မောစီရငါလူမြောက်ရင်အကုန်လုံးလူမြောက်သူဒီလိုကျင်းသွားတာအဲလိုကျင်းသွားပြီးရင်မန်းကျက်ထားပြီးကြတာဒိဋ္ဌိကိစ္စတွေပြည့်ပြည့်ကြလာပြီးဘုရားကျင့်ဘုရားကျင့်ကိုကျင့်လို့နောက်ဆုံးပြည့်တဲ့ပြီးဘုရားကျင့်ရရကြရတာကြရတဲ့အခါကျတော့သူကျင်းသွားတဲ့အတိုင်းဒီမလုံးတော့ မလုံးနိုင်ဘူးလို့ဆိုတာကသူတိတဲ့အတိုင်းအကုန်လုံးတိအောင်ကိုပြဖို့အခွင့်မပါဘူး။အင်းသူကျင့်တဲ့အတိုင်းအကုန်လုံးကျင့်နေဖို့ရတယ်ဒီမဆုံးပါဘူး။သူလွတ်မြောက်တဲ့အတိုင်းအကုန်လုံးလွတ်မြောက်အောင်သူမမစား။အင်းအဲ့လိုဖြစ်တဲ့အတွက်သူဟာတရားတော်မဟုတ်တော့ဘူးလို့ပြတာမျိုးနဲ့လက်မှတ်ထားတယ်။ဒါရောက်တယ်လို့ပဲပြောကြတာတူပါ။အင်းအဲ့ဒါပေမဲ့သူကဒါဖြစ်လို့လက်မကျော်ပဲနဲ့သူ့ရဲ့ငိုပင်မကြီးရဲ့ချက်ကိုအပေါအမြောက်ကြောင်မလုံနိုင်တော့လုံနိုင်ဘလောက်တော့လုံရမှာပဲလို့ပြောတဲ့ဟာမျိုးနဲ့သူတော့တဲမှာ မကိုကြည့်တဲ့ဒီတာစနစ်တွေကိုမကြည့်မှတ်လို့ပြင်ဆင်နေကြတော့ဒီလိုစီကိုတင်တတ်ပြရလားတော့ခုတယ်လို့ပြောတော့တယ်ဗျာတကယ်တော့မြတ်စွာဘုရားကြီးတော့ခုတယ်လို့ပြောရမှာပါသူเจ้าနေကြလို့ရှိရင်ဝဏတွေကြီးပဲနော်ဘူတာဝဏတို့အံဘဝဏတို့ဟုတ်လားအဲ့ဒီလိုမိကထာဝုန်တို့အံဘဝုန်တို့ ਨੇ ဟုတ်လေအံဘဝုန်တို့ ਨੇ ဟုတ်လားဒေတဝုန်တို့ ਨੇ ပေါ့ဗျာဝုန်နေကြီးတယ်ပဲဝုန်စရာတော့ပြောတာဝုန်တို့ဝုန်တို့ဆိုတာဟာပေါ့အဲ့ဒါသူတော်ထဲမှာကြီးတဲ့နေသွားရတာဆိုတော့တော်ထဲမှာကြီးတဲ့နေရတာဟာလူစနစ်ကို ကြာကြာနာနာမပြောင်းနိုင်တော့လို့တော်ထဲမှာဒီသူ့ကနေကလေးကိုလူရဝါမျိုးသွားတာကိုမခံရအောင်ဒီတော်ထဲမှာနေရလေဒီပြောကြသေးလားအတားကလေးကသာပါတော့သိတဲ့တော်မျိုးရယ်အဲဒီလိုဖြစ်နေတယ်သူ50နဲ့9ဝါကာလပတ်လို့လောတန်ပြားပေါ့ဒီနည်းတွေလည်းပြင်းတယ်နောက်သူပရိနိဗ္ဗာန်ကျတော့လုံးဝတရားညောင်းတော့မှာမထားတော့အောင်လျောင်းအဲဒီလိုလျောင်းတဲ့အခါမှာကျန်တဲ့ဒါကအမှတ်ရဘယ်လိုအမှတ်ရတော့ရှိတော့ဘုရားကသူကြီးတွေပြင်းတဲ့တုန်းက အဒီနဲ့တန်းနာပြင်းရရတယ်အနေတစ်ချက်ထုတ်တယ်ဆိုလိုတာကတော့ငါမကြီးညတ်တာကိုဘယ်သူမှမကြီးညတ်ရဘူးလို့ပြောလိုက်ကြီးညတ်တာပြီးနာတမှုခနေရတယ်ငါကြီးညတ်ထားတဲ့အားဆိုဘယ်သူမှမဆက်ရဘူးဒါသူဟာဒီကြီးညတ်ခွင့်အာဏာဒါမှမဟုတ်လို့ရှင်လည်းသူ့ဘုရားဘာသာအခွင့်အရေးရဲ့နေလူထိုင်နေရှိကံကလနာထုတ်မှုအာဏာကိုသူတပားတည်းယူထားတော်မူတယ်လို့ဘယ်လိုဆိုလိုတာမဟုတ်လားမှန်ပါဗျာအဲ့ဒါကိုကျန်နန္ဒာကအမှတ်ရပြီးတော့အရှင်ပြာအရှင်ပြာပြိဋိဘံဆံသွားပြီးတဲ့နောက်သူတတိယတော်သူဘုရား ဆရာသမားတင်မှတ်သားရပါဘူးဗျာဆရာကြောက်ဆရာလိမ့်မှတ်မရဘူးပြည့်တယ်ဟာအဲ့ဒါကမင်းကမင်းတို့တရားတွေလည်းဟောပြီးသွားပြီဒီနည်းတွေပြညာပြသွားပြီဘုသူမင်းရဲ့ဆရာတင်တယ်အဲ့ဒါမင်းရဲ့ဆရာတွေဟောတယ်ပြောလိုက်တာဟောတာအဲ့ဒီကကျမဝီနီးလည်းကမင်းတို့ပြညာပြသွားပြီလို့ဆိုမှဝီနီးပြညာခွင့်အာဏာတူယူထားတယ်ဆရာလည်းကြည့်ကြတာမဟုတ်လားဗျာဝီနီးဆိုတာလည်းအခါအားလျော်ဆိုပြညာပဲဗျာပြညာပြတာလည်းနှုတ်တာနှုတ်ရတယ်ဟုတ်လားဗျာပြညာတည်တာလည်းပြညာတန်ပြညာ ဲ့ဆိုတော့ပြန်တရားတော့အာနာပိုင်းနေအဖွဲ့မရှိတော့ဘူးသူဘယ်နဲ့လို့အဲ့ဒါမှသူကတတိယသွားတဲ့ပုံရှိဘာပြောလဲဆိုတော့အနန္တာတဲ့ဆက်ပြောတကယ်လို့တန်ခါကလိုရှိနေသေးတယ်ဟောဒီဒီသောတန်တို့ဆိုတာကဖြစ်တဲ့ထိတ်ထားတယ်နှုတ်နိုင်တယ်ကုလူလာကတော့ဝိနည်းဦးတွေပြညာခွင့်အာနာကိုတန်ခါလေးကိုကြွတ်သေးတယ်လို့ဒီလိုပြောမှာပေါ့နော်